စစ်ကောင်စီကျင်းပမယ်အတူအူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာပါတီရုံးခန်းတွေဖွင့်လစ်တာမဲဆွယ်စည်းရုံးနာတွေလုပ်ရင်အမြင့်ဆုံးထောင်ဒဏ်၅နှစ်ငွေကျပ်သိန်း20ဒါမှမဟုတ်ပြစ်ဒဏ်နှစ်ခုလုံးချမှတ်ခံရမယ်လို့ချင်းပြည်နယ်ကောင်စီစီစီကအော်တိုဘားလ6ရက်ကထုတ်ပြန်တတိပေးလိုက်ပါတယ်စစ်တပ်ရဲ့အတူအူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တားဆီးဖို့နဲ့ပြည်သူအခြေခံအခွင့်အရေးတွေကိုကာကွယ်နိုင်ဖို့အတွက်အခုလိုအမိတ်ကြီးညာချက်တွေကိုထုတ်ပြန်လိုက်တာလို့ဆိုပါတယ် ဒါအပြင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်နိုင်ဖို့ချင်းမီကန်နိုင်ငံရေးပါတီထောင်တာပါတီရုံးခန်းဖွင့်လှစ်တာမဲဆွယ်စည်းရုံးတာအတင်းအဓမ္မဆန္ဒမဲပေးဖို့ချင်းချောက်ပြောဆိုတာအတုအယောင်ရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ဘယ်ဆိုးရဒါမှမဟုတ်ဘယ်ရန်နီးယားကိုမှပါဝင်ပတ်သက်ပူးပေါင်းတာမလုပ်ကြဘို့တတိပေးတားမြစ်ထားပါရယ်မြန်မာနိုင်ငံအနှံ့မှာစစ်ဘေးရှောင်နေကြတဲ့ချင်းလူမျိုးအယက်သားပြည်သူများကိုဖြစ်စေချင်းပြည်တွင် နေထိုင်တဲ့အယက်သားပြည်သူတွေကိုဖြစ်စေ အတင်းအကျပ်မှဆန္ဒမဲပေးစေတာချင်းချောက်တာတွေမလုပ်ဖို့တားမြစ်ထားသလိုစစ်ဆောင်ချင်းပြည်သူတွေနဲ့ချင်းပြည်နယ်မှာနေထိုင်ကြသူတွေအနေနဲ့ဆန္ဒမဲပေးခြင်းမပြုလုပ်ကြဖို့ချင်းပြည်ကောင်စီကတားမြစ်ထားပါတယ်။ဒါအပြင်လူမှုကွန်ရက်စာမျက်နှာတွေမှာချင်းပြည်သူလူထုကိုရည်ရွယ်ပြီးတော့စစ်တပ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးနာတွေလည်းမပြုလုပ်ကြဖို့တားမြစ်ထားပါတယ်။အလားတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ချင်းချောက်အကြက်ကိုင်းမှုတွေကို တိုင်ကြားနိုင်တယ်လို့နိုဝင်ဘာလ6ရက်နေ့မှာထုတ်ပြန်ထားပါဗျ။အတုအယောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲ့ပေးဖို့တနီနီနဲ့ချင်းချောက်အကြက်ကိုင်းခြင်းဟာလူခွေရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ဥပဒေနဲ့ညီဆွတ်နဲ့လောက်ရလဲဖြစ်တယ်လို့ NUG ရဲ့ပြည်ထရေးကထုတ်ပြန်ထားပြီးမဲပေးဖို့ချင်းချောက်အကြက်ကိုင်းတာရှိရင် သက်တည်နေတကွတိုင်ကြားနိုင်တယ်လို့ဖော်ပြထားပါဗျ။